ကားနဲ့ခရီးသွားနေရင်မမျော်လင့်တဲ့ကိစ္စနဲ့အဖြစ်ဆိုခဲ့ရတဲ့ AR တိုင်းကတနာစီယာရခိုင်လူမျိုးဇနီးမောင်နဲ့ကားနဲ့ခရီးသွားနေရင်မမျော်လင့်တဲ့အကြောင်းနဲ့အသက်ဆုံးရှုံးခဲ့ရတာကကိုဇော်ထဝင်းနဲ့ရခိုင်လူမျိုးမဆန်းဆန်းသေးတို့ဇနီးမောင်နဲ့ပါအဆိုပါဇနီးမောင်နဲ့ဟာတဦးနဲ့တဦးအရန်ချစ်ကြတယ်လို့စိတ်ထားလဲကောင်းကြတဲ့ AR တိုင်းကရခိုင်လူမျိုးဇနီးမောင်နဲ့ဖြစ်ပါတယ် ကိုစေထဝင်းနဲ့မဆန်းဆန်းလေးတို့ဟာဘိုးကလေးမျိုးမှနေထိုင်ကြတာဖြစ်ပြီးတော့ချမ်းသာကြွယ်ဝတဲ့လူကုန်တန်းစီးပွားရေးလုပ်ငန်းရှင်တထေးဇနီးမောင်နှံလို့ဆိုပါရယ်တထေးကြီးဇနီးမောင်နှံဟာအလူရေစက်လက်နဲ့မကွာလူတန်းကြပြီးတော့ဘာသာတာနာရေးမှလည်းကန့်ရှိုင်းကြတဲ့ဇနီးမောင်နှံဖြစ်ပါရယ်ဇွန်လ16ရက်နေ့ကညနေ9နာရီခန့်မှာမော်တော်ယာဉ်တစ်စီးလမ်းဘေးရင်မြောင်းအတွင်ထိုးကြရာကနေရင်ပေါ်မှာလိုက်ပါလာတဲ့လင်မယားနှစ်ဦးရေမွန်းပြီးတော့အသက်ဆုံးပါသွားခဲ့တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့ပါရယ် အဆိုပါကားဟာကိုစေထဝင်းနဲ့မဆန်းဆန်းသေးတို့ဇနီးမောင်နှံဖြစ်ပြီးတော့အေယော်ရီတိုင်းကံကြီးတောင်မျိုးနဲ့မြောင်းမြကံကုံလန်းကြိုက်လက်ကျေးရွာအနီးမှာအလုတ်ကိစ္စနဲ့ပသိမ်ကိုအသွားမှာကံကြီးတောင်မျိုးနဲ့အနောက်စုကျေးရွာအနီးမှာကားကမြောင်းထဲကိုထိုးကပိတ်မိခဲ့ပြီးတော့ ထိခိုက်တရာမရှိဘဲနဲ့ရေမုန်းပြီးတော့ကားပေါ်ပါဇနီးမောင်နဲ့နှစ်ဦးစလုံးဆုံးပါခဲ့ရပဲဖြစ်ပါတယ်။ဒေသခံတွေရဲ့အဆိုအရတော့မိုးရွာသွန်းနေချိန်မျက်နှာချင်းဆိုင်ကလာတဲ့မော်တော်ယာဉ်ကိုတင်းရှောင်ရာကလမ်းဘေးကိုရေမြောင်းအတွင်းမှာကားသိမ်းမောက်ခဲ့တာပဲဖြစ်ပါတယ်။ကိုစီတဝင်းနဲ့မစန်းစန်းလေးတို့ရဲ့ကားကတထေးတွေပဲစီးကြတဲ့အမှန်လုံးဆပ်အမျိုးအစားကားဖြစ်ပြီးတော့ရေမြောင်းနဲ့ထိုးကျသွားတဲ့ချိန်မှာကားမှန်ပိတ်မိပြီးတော့မောင်းနေလာတာကြောင့်ရေတွေဝင်ပြီးအပြင်ထွက်မရတော့ဘဲအသက်ဆုံးရှုံးခဲ့ရတာပဲဖြစ်ပါတယ်ရှင်။ နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ page ကို like and follow လုပ်ပေးခဲ့ကြပါဦးနော်။